အိမ်မက်တွေကိုမေးလိုက်တော့ဟာအခုဘာလို့အိမ်မက်တွေကိုကျွန်တော်မေးခိုင်းတာလဲအိမ်မက်တွေမေးခိုင်းလို့ရှင်ကျွန်တော်ဘယ်လိုရီမက်ချက်နဲ့ကျွန်တော်ရှောက်လန်းပါလဲကျွန်တော်ရီမက်ချက်အကြီးထားမယ်မဟုတ်ဘူးလားဒါမှမဟုတ်ပြောကြမှာမလားဟုတ်တယ်မှန်ပါတယ်ရီမက်ချက်အကြီးရှိတဲ့နဲ့အိမ်မက်လည်းအကြီးရှိတဲ့နဲ့ဒါပေမဲ့အဲ့ဒီရီမက်ချက်နဲ့အိမ်မက်ကြီးကိုပဲနေတိုင်းခေါင်းထဲမှာထည့်ပြီးရောအဲ့ဒီရီမက်ချက်နဲ့အိမ်မက်ကြီးကိုသွားမယ်လမ်းကြောင်းကြောင်းဘုရားတော့မစင်းစားဘူးလား ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအမြဲတမ်းအိမ်မက်မနေလို့မရဘူးအိမ်မက်ကတော့ရှိတင်တယ်ရီမန်းချက်ကတော့ရှိတင်တယ်ဒါပေမဲ့အဲ့ဒီရီမန်းချက်ရှိယူသွားမယ်လမ်းကြောင်းကိုကျွန်တော်တို့ဘယ်လိုရှောက်မလဲဘယ်လိုစမလဲဆိုတာပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်ကနေစမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘောပင်တစ်ချောင်းနဲ့စတာစာအုပ်တုံးနဲ့စပါဘယ်လိုစမလဲဆိုရင်ကျွန်တော်တို့ကဒီအိမ်မက်အကြီးကြီးကိုအကောင့်ထဲပို့ဖို့အတွက်အိမ်မက်အသေးလေးတွေကိုစင်သွားဖို့လိုပါတယ်အဲ့တော့ဒီအိမ်မက်အသေးလေးတွေကိုကျွန်တော်ဘယ်လိုစင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးစာအုပ်နဲ့ဘောပင်မှာရေလုံးချရေးခြင်းပြီးစဝေးလိုက် ဘယ်လိုမျိုးအချက်တွေချရေးရမလဲဆိုလို့ရှိရင်ကျွန်တော်နာပုတ်တာเนาะအဲ့တော့အိုင်းသုံးပိုင်းကျွန်တော်တို့ဖွဲရမယ်ပထမတစ်ပိုင်းကအလုံးနဲ့ပတ်သက်တဲ့ရည်မှန်းချက်အသေးလေးကိုရှင်းချရေးပါတပတ်စာเนาะဒီတပတ်စာကျွန်တော်တို့ဘာအလုပ်ပြီးအောင်လုပ်မလဲဆိုတော့ လုံးနဲ့ပတ်သက်တဲ့ရှင်မှန်းချက်အသေးလေးလုံးနဲ့ပတ်သက်တဲ့ရှင်မှန်းချက်ဆိုတာကျွန်တော်တို့ကျွန်တော်တို့ရဲ့စာဝတ်နေရေးအတွက်အလုပ်လည်းဖြစ်ရင်ဖြစ်မယ်ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်တစ်ခုအတွက်လည်းအလုပ်လည်းဖြစ်ရင်ဖြစ်မယ်အဲဒီလုံးတဲ့ပြီးနောက်တဲ့တစ်ခုကိုကျွန်တော်ခြာရတာပဲတပတ်စာကိုပြီးနိုင်တဲ့အလုပ်ကိုပဲကိုခြာရတာဒီတပတ်လုံးလို့ဒီလုံးကပြီးလာမပြီးလာဘူးဆိုတာကိုယ့်ကိုသိပါတယ်အဲ့တော့ကိုပြီးနိုင်တဲ့အလုပ်ကိုတပတ်စာခြာရတာကနောက်တစ်ခုကကြတော့ personal development ကိုယ့်ရဲ့ကိုယ့်ရဲ့ personal development အနေနဲ့ကိုဘာကိုပြီးအောင်လုပ်မလဲဥပမာကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာပုံမျိုးအောင်လုပ်မှာလားဂျူပိုင်းဆိုင်ရာပုံမျိုးအောင်လုပ်လေ့ကျင့်ခန်းလုပ်မှာလား ဥပမာကျွန်တော်တို့အရက်ထက်မှာစနစ်ထက်မှာအာဝစနစ်ကို short တောက်မှာအာဝတော့ကျွန်တော်တနေ့ကိုတဘူးတောက်တယ်ဝင်ဒီဒီပတ်တော့ကတနေ့ကိုတဘူးမတောက်ဘူးဒီဒီပတ်စာက၃ဘူးပဲမှာတောက်မယ်ဆိုတော့ဒီရက်နေ့ကိုခြာရည်ရပါမယ်ဒါလည်း personal development တမျိုးစိတ်ပိုင်းဆိုင်ရာ development တမျိုးပါအဲ့တော့ကျွန်တော်တို့အဲ့ဒီဟာကိုခြာရည်ပါပထမဆုံးတစ်ချက်အလိုပိုင်းဆိုင်ရာတစ်ချက်ရှိနေနောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာ personal development တစ်ချက်ရှိနေနောက်တစ်ချက်ကကြတော့တတိပညာပိုင်းဆိုင်ရာတစ်ချက်ရှိနေအဲ့ကျွန်တော်တို့ကဘာပညာကိုစပြီးတဲ့တိမ်ပါလဲကျွန်တော်တို့ရည်မှန်းချက်အကြီးအောင်မြင်မှုအတွက်ဘယ်လိုပညာတွေစပြီးလိုလာပြီလဲအဲ့တော့အဲ့ထက်က အသေးလေးတစ်ခုအရင်စပြီးရတဲ့မှာဒီတစ်ပတ်မှာအသေးလေးတစ်ခုတင်ဖို့အတွက်ဥပမာကျွန်တော်တို့ကအဲထားပါတော့ကျွန်တော် connect creator လို့ရှင်တယ် connect creator လို့ရှင်တယ်ဆိုလို့ရှင်ဒီ connect creation လုပ်ဖို့အတွက်ကိုဘာတွေလိုအပ်လဲလိုအပ်တဲ့အချက်တွေကမှာအသေးလေးတစ်ချက်ကိုဒီတစ်ပတ်မှာငါအဲ့ဒါလေးပြီးအောင်လုပ်မယ်ဆိုလို့ရှင်ရချက်နဲ့စာအုပ်ထဲမှာချပြီးရေးကြမှာရေးလာပြီးဆိုတာနဲ့မနက်မိုးလင်းပြီးဆိုတာနဲ့ဖုန်းအောင်အရင်ဖွင့်ပြီးစာအုပ်ကိုအရင်ဖွင့်ပြီးတော့ကိုရှိမင်းချက်ကိုအရင်စပြီးတော့အစအစအကန့်ထွက်ပြီးတော့ပတ်လိုက်တာအကောင် အဲ့တော့နေတိုင်းနေတိုင်းဖတ်လာပြီဆိုရှင်ကိုယ့်ရဲ့ deadline ဟန်ကြီးကြတယ်တပတ်ပြည့်တော့မှဆိုလို့ရှင်ဒါမပြီးသေးဘူးဆိုလို့ရှင်ကိုယ်လုံးမပြီးသေးဘူးဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးတော့တတိပြေးပြီးသားဖြစ်နေတယ်အဲ့ဒီတော့ကိုကစပြီးကြိုးစားရေးခင်ပါလိမ့်မယ်ဒါပထမဆုံးခြေလက်အပေးလေးစပါအခုမှမစအောင်ဆိုလို့ရှင်တော့မိတ်ဆွေအရင်ကလေးကမက်ခက်တဲ့အိမ်မက်ကအိမ်မက်ပဲဖြစ်နေမှာအကောင့်ထဲဘယ်တော့မှပေါ်လာမဟုတ်ဘူးအဲ့တော့အကောင့်ထဲပို့ဖို့တော့အိမ်မက်ကိုခဏမေးလိုက် process ကိုဂယူဆိုင်ပါအိမ်မက်ကိုသွားမယ်လမ်းကြောင်းကိုစပြီးတော့ဂယူဆိုင်ပါ ျွန်တော်ကိုဟန်ကြီးပါဒီဗီဒီယိုလေးရနေပြီးရောမိတ်ဆွေတက်အသိပညာတစ်ခုရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တဲ့ဗီဒီယိုတစ်ခုမှာပြန်တွေ့ရမယ်ဘိုင်ဘိုင်